ကမ္ဘာအရေးမှာပြောက်ွယ်လူနေပါဖြစ်နေတဲ့မြမအရေးနဲ့ပတ်သက်ပြီးမြမနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ်ဟာကုလသမဂ္ဂမှာအစီရင်ခံစာတစ်စောင်တင်သွင်းခဲ့ပါတယ်။ဒီအစီရင်ခံစာဟာစစ်ကောမရှင်ရဲ့အစီအစဉ်တွေကိုဖော်ထုတ်ထားရုံသာမကအထူးသဖြင့်စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲဟာအတူရောင်ဖြစ်ကြောင်းနဲ့အပြင်းထန်ဆန့်ကျင်မှုတိုက်တွန်းချက်ပြီးတော့ရွန်ဟီဂျာလက်နက်ကိုင်အဖွဲ့တွေကစစ်ကောမရှင်နဲ့ပူးပေါင်းနေရတဲ့ဆိုတဲ့ဖော်ထုတ်ချက်တွေကတော့အဓိကအကျဆုံးချက်တွေဖြစ်နေပါတယ်။ ဒီအကြောင်းအရာတွေအပြင်တခြားဘလို့အရေးကြီးတဲ့အချက်တွေကိုထပ်မံဖော်ထုတ်ခဲ့တယ်ဆိုတာကိုကွန်မြူနီကပြောပြပေးပါမယ်။ကုလသမဂ္ဂညီလာခံမှာတင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဒွန်အန်ဒရူးရဲ့အစီရင်ခံစာကိုမနေ့ကအချင်းချင်းထုတ်ပြန်လိုက်ပါတယ်။ဒီအစီရင်ခံစာရဲ့အဓိကကျတဲ့အချက်တွေကိုကြီးလိုက်ကြအောင်ပါ။ပထမဆုံးအနေနဲ့အရေးကြီးဆုံးအချက်ကတော့ဒါမဲ့ရွေးကောက်ပွဲဟာလိမ့်လည်လှည့်ပြမှုတသက်ဖြစ်တယ်လို့အစီရင်ခံစာကဆိုထားပါတယ်။အတိုက်ခံခေါင်းဆောင်တွေအချင်းထောင်တွေရှိနေတာ နိုင်ငံရေးပါတီ40ကျော်ဖျက်သိမ်းခံထားပြီးဝေဖန်ပြောဆို권မှန်သမျှကိုဥပဒေနဲ့ပိတ်ပင်ထားကြချင်းပမဲ့ဘလို့ရွေးကောက်ပွဲမျိုးကိုမဆိုဘလတ်မျှတောက်မှုလုံးဝမရှိနိုင်ဘူးလို့ဆိုပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းနေတဲ့ဒီရွေးကောက်ပွဲကိုတရားဝင်မှုမပေးဖို့လေးလာသူတွေမစီလွတ်ဖို့နဲ့အပြေအဝဆန့်ကျင်ကန့်ကွက်ဖို့ပြင်းပြင်းထန်ထန်တိုက်တွန်းထားပါတယ်။ဒါဟာစစ်ကောင်မရှင်ရဲ့တရားဝင်မှုရရှိရေးကြိုးပမ်းမှုကိုတားဆီးဖို့အဓိကခြေလှမ်းဖြစ်တယ်လို့အစိုးရကထောက်ပြပါတယ်။ဒုတိယချက်ကတော့ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ အာဆာနဲ့ RS တို့ဟာသူတို့ကိုလူမျိုးတုံးတက်ဖြတ်ခဲ့တဲ့မြန်မာစစ်တပ်စစ်ကောင်မရှင်နဲ့မဟာမိတ်ဖွဲ့ပြီးပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့အချက်ပါစင်ကန်သာရပြီးဖွဲ့ရီဟာရခိုင်ပြည်နယ်မှာရခိုင်တပ်တော် EGO တိုက်ခိုက်ဖို့စစ်ကောင်မရှင်နဲ့တိုက်ရိုက်ပူးပေါင်းနေပါတယ်ဒါပြင်ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေတဲကရွင်ဂျာလူငယ်တွေကိုအဓမ္မတသားစုဆောင်ပြီးစစ်ကောင်မရှင်အတွက်ရှေ့တန်းစစ်မျက်နှာကိုပို့ဆောင်နေတယ်လို့ဖော်ပြထားပါတယ်ဒါဟာအကြက်တဲရဲ့ရှုပ်ထွေးနှနေမှုနဲ့ ဒုရဒုက္ခတွေကိုနိုင်ငံရဲ့အမျက်ထုံးနေတဲ့ကြောက်မဲ့ဖွယ်ရအခြေအနေကိုပြီးမောင်းထူပြလိုက်တာပါပဲဒီအဓိကနှစ်ချက်အပြင်အစီအခံလာကတခြားဘာတွေကိုထပ်မံဖော်ထုတ်ခဲ့လဲဆိုတာစက်ကြည့်ရအောင်ပါ2025ခုနှစ်ငလင်ပေးပြီးမှစစ်ကောင်စီကအကူအညီတွေကိုပေးဆိုပြီးဘဘဘီကိုလူလုတ်ကပ်ပြီးဖြည့်တမင်ဖန်တီးခဲ့တယ်လို့လည်းအစီအစဉ်လကဆိုထားပါတယ်။အပြစ်ခတ်ရစေးဂျင်နာထားချိန်မှာတော့စစ်ကောင်မရှင်ဟာစာတင်ကြောင်းဖုန်ကြီးကြောင်းတွေနဲ့ဈေးတွေထိမကျန်ဒီကြောင်းတိုက်ခိုက်မှုတွေကိုရခင်ကားထပ်ပုံမလုတ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။ စင်ကတာဟာတစ်ဖက်သက်ရေးထားတာတော့မဟုတ်ပါဘူး TNNA လိုတိုင်းနယ်လက်နက်ကိုင်အဖွဲ့တချို့နဲ့ PDF တချို့ကလည်းသူတို့ထိန်းချုပ်တာဒေသတွေမှာအထမတသားစုဆောင်တာတွေဒုခွင့်ရေးချိုးဖောက်တာတွေကျူးလွန်နေကြောင်းမျက်မြင်သက်သေတွေရဲ့ပြောဆိုချက်နဲ့တကွထဲတွင်းဖော်ပြထားပါသေးတယ်။ဒါပြင်နိုင်ငံတကာရန်ပုံငွေတွေအကူအညီထိုးချသွားတာကြောင့်ဒုက္ခသည်တွေအတွက်ရိတ်ခါတွေရတန်လူနေပါဖြစ်နေပြီးလူသားချင်းစာနာမှုလုပ်ငန်းတွေကြီးကျယ်ထိခိုက်နေတယ်လို့သတိပေးထားပါတယ်။ချိုးအပြင်ဆိုရရင်ဒီအစင်ကသာဟာ မြန်မာနိုင်ငံဟာလမ်းစုံလမ်းကွာရောက်နေပြီလို့သတိပေးလိုက်တာပါစစ်ကောင်မရှင်ရဲ့အတူရောင်ယူကောက်ပွဲကိုပယ်ချဖို့သူတို့ရဲ့ငွေကြေးနဲ့လက်နက်ထောက်ပံ့မှုကိုပြတ်တောက်ဖို့ပြီးတော့ပြည်ပခမှာပအဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းအားလုံးရဲ့ဒုအခွင့်အချိုးပေါမှုတွေကိုစုံစမ်းစစ်ဆေးရေးယူဖို့နိုင်ငံတကာအတိုင်းအဝန်ကချက်ချင်းလက်ငင်းရေးယူဆောင်ရွက်ဖို့လိုအပ်နေပြီဖြစ်ကြောင်းတိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်